ပရိသတ်တို့အားလုံးပဲမင်္ဂလာပါရှင်။နိုင်မီလီယံ YouTube Channel ကနေပြန်လည်ပြီးမှကြိုဆိုလိုက်ပါရယ်။ကျမတို့ရဲ့ Channel လေးကဆိုရင်တော့အချက်ဇလန်ကောင်းလင်းညဆောင်ကိုတင်ဆက်ပေးနေတဲ့ Channel လေးပဲဖြစ်ပါရယ်။ဒီနေ့မှတော့ပရိသတ်ကြီးအတွက်စာရေးသူ Grace ရေးသားထားတဲ့ဟောလူကြီးကိုလက်မထပ်ချင်ဘူးဆိုရင်ဇလန်ကောင်းလေးကိုတင်ဆက်ပေးသွားမှာဖြစ်ပါရယ်။ဇလန်လေးမတင်ဆက်ခင်မှာတော့ကျမတို့ရဲ့ channel လေးကို like and subscribe လေးလုပ်ခဲ့ပေးဖို့တောင်းဆိုချင်ပါတယ်။ video တင်လေးတွေဒီတိုင်းမှလည်းပရိသတ်ကြီးသိရှိဖို့အတွက် notification လေးကိုနှိပ်ပေးသားကြဖို့မမေ့နဲ့နော်။ ကဲဒါဆိုရင်တော့ဇလန်းကိုခုပင်စတင်လိုက်ပါတော့မယ်။ဘယင်မျိုးနဲ့ဖြစ်တဲ့လူဒန်းစားများကသူတို့ပေါ်ဂျေဆုရှိဘူးတဲ့လူများတာသမီများလက်ထထိန်များပေးခြင်းနဲ့ဂျေဆုဆက်ခဲ့ကြသည်မှာရှင်ဟီထီပါခေဆန်ဆန်ပြောင်းလဲလာခဲ့ပြီမင်းထိုထုံတန်းစင်လာမှာပြရင်သွားခြင်းမရှိပါ။တမန်တော်ဆိုရင်ကောင်းလေးမှလည်းဘယင်မျိုးနဲ့တော့ဖြစ်ပြီးမျိုးကအုပ်ချုပ်နေတဲ့ဘယင်ကြီးတော်ဖြစ်တဲ့တနည်းအားဖြင့်မျိုးစားမင်းလည်းဖြစ်တဲ့ သူရဲ့ခမင်းတော်ပေါ်ကျေးဇူးရှိခဲ့ဖို့နဲ့မြို့တထေးကြီးရဲ့တမိနဲ့လက်ထပ်ဖို့စီစဉ်ကြပြီမြင်သူတို့တမိပြောင်းနေတဲ့အတွက်ရှာပုံတော်ထွက်ကြရနေတယ်ဟူးရွံ့မြတ်ချေတရားရှာပါလာတဲ့ကောင်းဝင်ရှိကြီးကမှကတောနဲ့တဲကိုထွက်ပြေးနေရတာမို့မောဟိုင်းလို့နေသူမလက်ထပ်ရမယ့်သူကိုမျက်နှာမမြင်ဘူးပဲမင်းနမေကုံတရင်ကြားယုံနေတင်သူမသဘောကျောင်းနေလူစားမျိုးမဟုတ်တာမန်ဘဝကိုရိုးရိုးသားသားဖြတ်တန်းနေတဲ့သူကိုပင်သူမနှစ်သက်တယ် ဒါကြောင့်မေလထပွဲကိုချက်သိမ်းခြင်းမျိုးမဟုတ်ပဲသူတို့သမီးမရှိရင်လထပွဲပြက်မနှမ်းသည့်လို့ထွက်ပြေးလာခြင်းဖြစ်လေတယ်။ဟင်ဟုတ်မကားလမ်းမကြီးပဲခါကြပြီးတော့တနည်းအောင်ပို့ခိုင်းရမယ်။ငါထွက်ပြေးလာတော့ဘသူမှမရင်မိကြဘူးထင်တယ်။တော်ပါသေးရဲ့။ရွမြင့်ချိန်ရောက်တဲ့ပြင်းကိုရင်ရင်လေးချပြီးကားလာကိုမျောနေမိတယ်။မာစီဒီကားလေးတစ်စီးကဝေါကနေဆိုသူလို့သူမနာကိုရက်လာရင်ဟင်အကူအကူညမောက်လေး တနည်းအောင်ဝေးတဲ့တနည်းအောင်ခေါ်သွားပေးပါလားဟင်ကောင်းပါတက်ကာရင်ကလူကသူမကိုပြက်သားစွာနဲ့တခွန်းတဲ့ခမမပြောလာတော့မှစိတ်ထင်သွားမိတယ်ဒါပေမဲ့အကူညီမဲနေတော့မှကားရဲကိုအမြန်ဝင်ထိုင်လိုက်တယ်ရွံ့မြင့်ကျင်စိတ်ထင်းမှထင်နေမိတယ်ကာမလာသူကိုမယုံတင်ကဖြစ်လာတယ်မောင်းနေတဲ့လမ်းကသူမတို့မျိုးကိုသွားရင်လမ်းလေးဖြစ်နေပြီအခုဒါဘယ်ဟိုမောင်းနေတာလဲမြို့ဟင်အဲ့ဒီမြို့ကိုမသွားပါနဲ့နော်ညီမတောင်းပန်ပါတယ် လမ်းမင်းမော်ပဲကောင်းကိုထိုးရကောင်ရုံမြန်ချေရဲစနာနောက်တိုကက်လုံးတွေထိုးသူသူမမျိုးလုံးတွေဝိုင်းဆော့ကောင်ကားရီကထွက်ဖို့ကြိုးစားပြီးမီကားတကားကိုလောချလိုက်တယ်ရှင်ရှင်ဘာလို့တောင်းလဲမင်းဘာလို့ထွက်ပြေးနေရတာလဲရှင်ငါတမန်တော်မင်းနဲ့လက်ထမ်းရမယ်သူ မင်းခင်ပွန်ဖြစ်လာမယ်သူပဲရုံမြန်ချေတတွေလီမျိုးချောင်းကောင်တမန်တော်ကိုကြောက်တလို့မျက်လုံးလေးနဲ့စိုက်ကြည့်နေခင်အိဇာတဲ့အကြည့်စင်းစင်းကြီးကသူမကိုဝါမျိုးတော့မတက်တိုင်းမင်း ရွှေမြတ်ချေရနှခမ်းလေးကိုရုတ်တီကြီးနဲ့ဖြတ်ခနဲနမ်းလိုက်တဲ့တမန်တော်။သမားရဲ့ငြိမ်စေးလို့ပြောရမလား။သမားမလုတော့ပဲရုပ်ကလေးလိုတောင်းတောင်းကြီးဖြစ်နေတယ်။သူနှခမ်းတစ်ဖက်ကိုမဲ့ပြုံးပြီးမျိုးရဲကောင်းဆံမောင်းလောင်ခင်းနေတယ်။ဟာမောင်တမန်တော်ကဦးလေးသမီးကိုရှာတွေ့ခဲ့တော့ပြီ။မခတ်ပါဘူးဗျာ။ရွှေကဝေးဝေးလန်လန်မသွားတတ်ပါဘူး။သမီးဘာလုပ်နေရလဲ။ကောင်းမောင်ကစင်းလောင်ခဲ့လေ။ရွှေကိုခန်းထဲထိကျွန်တော်လိုက်ဖို့ပြေးလိုက်ပါမယ်။ကောင်းမောင်ကြီးကွယ် ။ရွှေမြင့်ချေရေကုလုံးကိုဝိကြည်ကအခန်းထဲထိကိုလိုက်ပို့ပေးခဲ့ပြီးမှဒီမှာတော့ကြောက်ရွံ့လို့ဖြစ်နေတုံးမှာတမန်တော်သူမရဲ့နှခမ်းလေးကိုနောက်တစ်ချိန်နားလိုက်မှဒီမှာသတိပြန်ရလာပြီးတမန်တော်ရဲ့ရွှေဘက်ကိုတွန်းလွန်ကောင်ဘေးကဆောင်ကလေးကိုဆွဲယူပြီးရွှေဘက်ဘုံကိုတင်ထားလိုက်တော့ရင်ရှစ်ဘာလို့တောင်းလဲလူရုံမှာကိုကလူရုံမှာလို့ပြောလိုက်တာလားကောင်းပြီလေကိုကရုံမှာပြရမှာပေါ့အာရှေ့တော်မလားနဲ့ရှင်ရလူရုံမှာမဟုတ်ဘူးလူကောင်းရွှေကတိတ်လိမ်မာတာပဲ တမန်တော်သူမဦးကောင်းလေးကိုပေါ်ပေါ်လေးကင်ကောင်းအခန်းအပြင်ကိုထွက်သွားလိုက်တယ်။တမန်ကောင်းမရုံမြင့်ချင်းအသက်ဖြောင်းဖြောင်းရှူရဲတော်နေ။ဟူးငါလေးယူမဲသူကဘာလို့အဲ့ဒီလောက်ချင်းမြန်လက်မြန်ဖြစ်နေရတာလဲ။ငါအကြိုက်တစ်ဆက်ကလေးမှကိုမရှိဘူး။ရုံမြင့်ချင်းမကြိုက်ပေမယ့်ညင်ခွေမရှိပါ။မင်္ဂလာပွဲရန်ကကိစ္စအဝဝကိုပြင်ဆင်ထားပြီးဖြစ်လေတယ်။သူမအတွက်ရင်ခုန်စိမ့်လို့ရှောင်းနေရမယ့်ချိန်မှာသူမဝမ်းနေနေတယ်။ဒါပေမဲ့လေဒီလင်ဒီမီအောင် ိုအောင်မင်းအောင်ပေါင်းရပါစေကွေဖခင်စုပေးတန်နေတူတူရွှေမြချန်နေတမန်တော်တို့ထိမြလဲထက်ခြင်းအောင်မြင်စွာနေပြီးပြီးဆုံးသွားခဲ့လေတမန်ညနာလေးညိုငယ်မှိုင်းကုန်နေပြီမင်းတမန်တော်မျက်နှာကတော့တည်တန်းစွာနေပြီးရွှေလန်းစုပြေးနေတယ်ရွှေမြင့်ကျင်ရောက်အခန်းလေးမှာအုံငုံနေတော်မူတမန်တော်ဘလို့ချောင်းရမလဲမသိပေမင်းသူမအငုံတိတ်အောင်ကြိုးစားနေတယ်။ရွှေရင်မငိုပါနဲ့။ဘာငိုစရာရှိလို့လဲ။ဒီညကကိုလိုမင်္ဂလာဦးညလေး ဟွတော်လူမဟုတ်တဲ့လူကြီးရှင်နဲ့တူတူအိတ်နိုင်တမန်တော်အကြံမရတော့တာနဲ့အောက်ထပ်ကိုပြင်းစင်းပြီးမုံတွေတပွေးတပိုင်ရှူကတမန်မုံတွေရှောင်းရတော့နေရှင်ဒီမှာမုံတွေရှင်မငုံနေတော့လေမုံတွေစားလိုက်နော်မစားဘူးရှင်မြင့်ကျင်အောင်မုံတွေကိုကြည့်ပြီးတတွင်မျိုးချရပြီမင်းတမန်တော်နဲ့ကြောင့်သူမငင်းလို့နေရှင်မငိုပါနဲ့ကွာကိုဒီခန်းနဲ့မှမအိတ်တော့ဘူးလေတခြားခန်းမှာသွားအိမ်မယ်ရှင်မငုံနေတော့နော် ဲ့ဒါဆိုသွားတော့လေလက်ထဲအမုံတွေရောထားခဲ့တမန်တော်ဟာတစ်ချက်ပြုံးမိပြီးတမန်လက်ထဲကအမုံထုပ်တွေကိုထည့်ပေးပြီးခံပြင်းကိုထွက်သွားလိုက်တော့လေသူမမငုံတော့ဘူးဆိုတော့စိတ်ချမ်းသာသွားရင်ရွှေဝါရလင်းတန်းကြီးကမျက်နှာပေါ်မှာတဲတဲကြားရောက်လာတော့မှတမန်တော်တကူရေတန့်ရှင်းရေးလုပ်ပြီးအောက်ထပ်ကိုဆင်းလာခဲ့တယ်ဒီအချိန်ရွံ့မြန်းချင်းနိုးလောက်သေးမှမဟုတ်တာကြောင့်တမန်အိမ်ဒီတော်ကိုမနှောင့်ယှက်တော့ပါထို့နောက်သူအလုပ်တာဝန်များကိုဆောင်ရွက်ဖို့ထွက်သွားလိုက်တော့လေဟာ အေးရင်မဝတယ်လို့ပဲမနက်စင်းနာကြီးကျော်လေးအထိအိတ်ထားတော့အေးမဝရရုံမြင့်ချင်းဒီမအိမ်ဟောက်ထက်ကိုဆင်းလာတော့အိမ်ပေါ်မလေးတွေကဟင်းချက်နေကြတယ်မမတို့ဘာတွေချက်နေတာလဲအဆောင်မှာပဲမျိုးစောင်းကြတော့ရုံမြင့်ချင်းစိတ်ထဲမှာဟင်းချက်ချင်းစိတ်တွေပေါ်ပေါက်လာတယ်ဒီမအိမ်မှာတော့ကကြုံချုံဘူးတော်မို့ကိုကိုကိုဟင်းချက်ကျွမ်းတယ်လို့ယုံကြည်မှုရှိနေတယ်လာရုံလေးဟင်းချက်မယ်မျိုးစောင်းကတော့ချက်တက်လို့လားအိုးဘာလို့မချက်တက်အောင်မလဲ တလောက်လေးများရှိုးလို့ဒါဆိုမျိုးသားမင်းကြိုက်တဲ့အာလူးနဲ့ကြက်သားယုံရင်ချက်လေဟိုမှာအာလူးရီအခွင့်တော့နွားရလိမ့်မယ်နော်โอเคရွှေမြင့်ချေကအာလူးတစ်လုံးရှူပြီးတော့ဘလုံးနွားရမှန်းမသိတမစင်စားထားတယ်လို့နှွားပြီးတော့အစေကမာလေးတွေကိုသွားပြလိုက်တယ်မအာလူးကိုဒီလိုအခွင့်အာမပြောင်းပါလိုက်ရင်ဟုတ်ပါအကုန်ပြောင်းသွားပြီအာလူးကိုအခွင့်နှွားထားတော့ကလမလောက်လေးပဲကျန်းတော့တယ် ်အကောင်လုံးအခွင့်အနောက်ကိုပါသွားတော်မူအစီကံမလေးသဘောကျလို့ယင်းနေခြင်းဖြစ်လေလေးလေလာရောက်တော့တမန်တော်လေးလေးစားဆောက်ဖို့အင်ကိုပြန်လာခင်အကြောင်းဟာရွှေရံမျက်နှာလေးကိုမြင်ချင်တာလေးပါတယ်ပလဲလုံးလေးလူတောက်ပနေတဲ့မျက်လုံးလေးနဲ့နှကန်လေးကဆွမပဲကောင်းနေကလေးသာသာရှံအမောင်းလေးကရင်ခုန်စီရလေးဟင်ဘာလို့အိမ်ထဲကမိကုံးဝေးကြီးအသက်ကုန်ထွက်နေတာပါလဲတမန်တော်ရှန်ရှိမှကားရလိုက်ပြီးခြံထဲကိုလမ်းလာစဉ်အလौဒမတအူကအပြင်းနေလာရင်ညိုစမင်း မျိုးစားမင်းဘာဖြစ်လို့လဲမျိုးစားကတော့ကြောင်းအိမ်မီးလောင်နေပြီတမန်တော်အိမ်ထဲကိုအမြန်ပြေးဝင်သွားတော့မိကိုရေကြောင်ရှင်အမြန်ပြေးယူလိုက်မိငိန်လိုက်နဲ့ရွံ့မြက်ချင်အလုံးရှုံနေမိလည်းငိန်သွားကောင်မှသူမဟုကနေတပြင်းတကြာမှုထုံလိုက်တော့ရင်ရှင်ကိုအိမ်ကိုမိရှုံနေရလားဟိဟိသွားပြပြလေးတွေတောင်းမြင်ရတော့လေညနာတစ်ခုလုံးမှာမဲသိနေတဲ့ရွံ့မြက်ချင်ထုံနေကဆလို့သူမဟုမိဖို့ကြောင့်အလုပ်တွေကိုဝင်မကူခိုင်းတော့ပါ နောက်တစ်ကြိမ်သားဆိုရင်တအိမ်လုံးပြကြသွားနိုင်နေ။ညတကောင်ကျုံလောက်မှာအတန်တကူးကြောင့်တမန်တော်ဆန်အိတ်လို့မရတော့ပါ။အတန်လာရအတိုင်းနားထောင်ကြည့်တော့ရွှေမြင့်ချင်ရဲ့အခန်းထဲကဖြစ်နေ။သူတကောင်ကိုတာဖွင့်ကြည့်တော့သူမအားရပါရနဲ့မုန်းလေးဆိုင်ရင် TV တိုင်းကြည့်နေခြင်းဖြစ်တယ်။ရွှေမိတ်သေးဘူးလား။ဘာလို့ညနေတဲ့အထိ TV ကြည့်နေရတယ်လဲ။ညလုံးပြတ်သွားမှာပေါ့။ဟာအိမ်မှာဆိုမနေ့ထီတောင်မှကြည့်တယ်။မရဘူးလေ။ ကြိုင်နှလုံးထိခိုက်နေမိအဲ့တော့နော်ဟွန်းမအေးချင်သေးရွှေလေးကွာမစိုးနေလေအဲ့တော့ကြောင့်ဒီလူကြီးနဲ့လက်မထက်ချင်တာအရန်ချုပ်ချယ်တယ်ရွှေတဆက်ကလေးမမစားနောက်ရွှေမြင့်ကျေကအောင်ကူရင်နေဆောင်းကောင်းထိကိုချုံကအဲ့ရဘော်ကိုလည်းအိတ်ပြီးတမန်တော်သူမကိုစပ်ပြီးမပြောတော့ဘူးတီဗီဘိတ်ကသူခန်းသူပြန်သွားလိုက်တော့ရင်ဘရင်ရဲ့ကောင်းစားကြောင့်တမန်တော်ရွှေမြင့်ကျေပေါ့ဘရင်ရဲ့ရှိမော်ဘရင်ခါစားရောက်ရှိနေတယ် ပလင်ပေါ်မှာထိုင်နေတဲ့ဘရင်ကတမန်တော်နဲ့ယုံချင်းခက်စင်စင်နုပြိုနေသည်ဒါပေမဲ့တမန်တော်လောက်တော့ခန္ဓာကိုယ်အချို့အစနဲ့ရှာအမောင်းကအစလုံးဝမတူပါကြီးလိုက်တာနဲ့တမန်တော်ကခန့်ခန့်ညာညာပို့ပြီးတော့ရှိလေမင်းတို့ရောက်လာတာနဲ့အတော်ပဲမေတော်ကအခုတလုံးကျမ်းမာကြီးမကောင်းအဲ့ဒါကြောင့်မင်းတို့နှစ်ယောက်ကဒီမှာလာနေပြီးတော့မေတော်ကိုပြုစုပေးစေချင်တယ်ဟုတ်ကဲ့မောင်ကိုတော့ကျွန်တော်တို့နှစ်ယောက်ဒီနေ့ပဲလာနေပါမယ်ဘရင်ရွံ့မြက်ချိန်ကိုထင်သေးတဲ့အကြည့်နဲ့ကြည့်နေတယ် ခောင်းဝင်ကကလေးနဲ့သူမကကလေးတယောက်လိုပူတူတူလေး။ဘရင်အထင်သူမကိုအသက်မပြေသေးသူလို့ထင်မိတယ်။ဒါပေမဲ့သူမအသက်က20ရှိနေပြီ။ဒီမှာရှင်ပါလို့ချက်ချင်းချင်းအပြေပေးလိုက်တာလေ။မေတော်နဲ့ရှင်ဟာရင်ရင်နေနေနေဘူးတော့လည်းမဟုတ်ဘူးလေ။အဆင်ပြေပါမလားဆိုပြီးတော့မတွေးတော့ဘူးလား။မတွေးပါဘူး။ရှင်ဟာဒီလားချက်ဆရာကောင်းတာ။မမေနဲ့အဆင်ပြေပါသေးကြပါရဲ့။ရှင်ဒီမှာကြမ်းခဲလိုက်တော့ကိုဝစ်ဆောင်းရီပြန်ယူလိုက်မိ တမန်တော်ထွက်သွားတော့ယုံမျက်ချင်းနန်းတော်ဆောင်ကြီးတိုင်းမှာဟိုကြီးဒီကြီးနေစူးစမ်းလို့နေနေမင်းနမင်းရောယုံမျက်ချင်းနော်ရှင်ဟုတ်ပါရဲ့ဘယင်းမင်းမြတ်ဘယင်းကတကူစင်းဆောင်မိပြန်နေတမောင်ရဲ့ရုပ်ရင်ကလာပချင်းမျိုးမဟုတ်ပဲချစ်စရာကောင်းယုံတာထိုးရအောင်မှဆွဲဆွဲလန်းလန်းဖြစ်နေပြီသူ့ညီကိုနားမလည်နိုင်ဘာကြောင့်များငါညီအောင်ဒီလိုကလေးတာတာခွေးတာတာလေးကိုများချစ်နေရတာပါလိမ့်ရုပ်ကရင်ကျက်တဲ့ပုံလေးမပုံငါညီဘလောက်ထိများတီးခံနေရလိမ့်မလဲ မင်းကိုငါမေတော်စီခေါ်သွားပေးမယ်လိုက်ခဲ့ဟုတ်ကဲ့ဘရင်နောက်ကိုယုံမြင့်ချေလိုက်သွားတော့နဲ့တန်တူရောင်မွေရထမ်းမလဲလျောင်းနေတဲ့မေတော်ကိုမြင်ပြီးတနာကယူနာတက်မိတယ်မမေဓမ္မညီလေးရဲ့ဇနီးယုံမြင့်ချေရောက်နေတယ်တမီးလေးလာပေးတဲ့အတွက်ဂျေစုတင်ပါတယ်ကိုင်ရပါတယ်မမေအော်မမေစေးတောင်းရအောင်မလားဟိုမှာစီးနေရေခွက်ပြင်ထောင်းတော်တွေတွေ့တယ်စေးတောင်းကြရအောင်လीအေးကိုင်ယုံမြင့်ချေက လော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 နဲ့မမဲကိုပဲဆေးတိုက်နေတော့မို့ဘရင်အံ့ဩနေရတယ်။မမဲနဲ့အဆင်ပြေကြမှန်းချိုးသိပြီမင်း။သူမကိုဘာကြောင့်မှမသိကြည့်မရပါ။မမဲကိုအနားယူခိုင်းလိုက်ပြီးအခန်းပြင်ကိုရောက်တော့သူမအလုပ်တစ်ခုခိုင်းလိုက်တယ်။ရွမြတ်ချင်းမင်းကိုကူညီထပ်တောင်းစရာရှိတယ်။ဟုတ်ကဲ့။မိဖို့ကြောင့်လည်းမပကံတွင်ဆေးဖို့ရှိတယ်။အဲ့ဒါတွေကိုပြောင်းချွတ်တိုက်ပြီးဆေးပေးလို့ရမလား။မင်းကအိမ်တောင်သေးဖြစ်နေပြီပဲ။ဒီလောက်ကတော့လုံးတက်မှာပါ။ဟုတ်ကဲ့။ ရွှေမြင့်ကျင်ကပေါ့ပေါ့ပါပါပဲဟုတ်ကဲ့ပြောဆိုခဲ့ပြီးမိဖို့ကြောင့်လည်းကိုဝင်လာတော့ဒီမှာမျက်လုံးထွက်ကြမတက်ဖြူးသွားရတယ်။ပကံအနေငယ်လောက်ပဲထင်ထားပြီးမင်းအထက်လိုက်တောင်းလို့ရလို့ပုံနေတဲ့ပကံပြားရင်ဟင်ဘယ်နှလားလောက်မစေးပဲနဲ့ထားထားတဲ့ပကံတွေလဲအဲ့ဒါတွေကိုမိနစ်30အတွင်းအပြီးစင်ရမယ်။ပြီးရင်တော့နောက်တစ်ခုလှုပ်ရှားရှိသေးတယ်။ဟင်ရွှေမြင့်ကျင်မျက်ခုံးလေးတွန့်သွားရတယ်။ထို့နောက်ဘရင်ကလည်းမငင်းနိုင်အောင်မို့ဒီမှာပကံတွေကိုစေးသုံးရတော့တယ်။ ရွံ့မင်းရွံ့ကမီးပိုကြောင်နေမှာအာပကံနေစေးကိုင်းထိုင်ရွံ့ဘာမှလုံးမိလို့လဲဘာမှမလုပ်ပါဘူးကဲပါသူ့ကြောင့်ခဏချလိုက်မတို့ညီကိုနေအောင်အေးစင်စကားသွားပြောကြရအောင်တမန်တော်ကသူ့မောင်ကိုစိတ်မချပေမင်းအကိုဖြစ်သူနောက်တာပါသွားရတော့နီးရွံ့မြဲချိန်မှာတော့ပကံတွေအမြန်စီအမြန်တုံနေအချိန်မီအောင်လေလုံးရသေးရင်မိနစ်30ဟူးပြီးပြီရွံ့မြဲချိန်ခုံချင်းရင်းမှထိုင်ချလိုက်ပြီး အတကောဝောင်းအောင်ရှူသွင်းနေတယ်။ငါဒီလိုတွေလုံနေရတာဟိုလူကြီးနဲ့လက်ထပ်လိုက်ရအောင်လို့အဲ့ဒီလူကြီးနဲ့ဆက်မပေါင်းချင်တော့ရွှေမြတ်ချိန်နှခမ်းလေးထောင်ကချီလန်းကျန်းကြီးတွေနဲ့ရှောင်းလာခင်တော်ရီရွံ့အာရွှေမြတ်ချိန်ရောက်အာယူပြီးတမန်တော်ရဲ့မျက်နှာကိုလက်သေးနဲ့ထိုးလိုက်ပြီးမင်းတမရဲ့လက်သေးကိုတမန်တော်ကလဝါနဲ့စုပ်ကိုင်လိုက်တယ်ရွံ့ဘာရစ်စိတ်တူနေရလဲရှင့်ကြောင့်ကျွန်မမလုပ်ဖူးတဲ့အလုပ်တွေလုပ်နေရတာအဲ့ဒါရှင့်ကြောင့်ရွံ့စိတ်ထိမ့်မောင် အရန်ဒေါသမဖြစ်အောင်ဘူးလေချစ်ဖို့ကောင်းနေရှုံလေးပြတ်သွားအောင်မယ်တမစိတ်တုန်နေတော့ကိုပိုဒေါသထွက်စီတဲ့တမန်တော်ကိုခြေထောက်လေးတူတူလေးနဲ့ကန်ထုတ်နေပြီမမီပါတမလက်သေးတွေရောခြေထောက်တွေပါပါလာတော့မို့တမန်တော်သူမကိုခွေးချီကအခန်းလေးကိုခေါ်သွားလိုက်တယ်အိမ်တော့မှအိမ်အောင်ပေါ်ပြေးချလိုက်ပြီးရွှန်အဲ့လိုစိုးနေတော့ကိုစိတ်မထိန်နိုင်ပဲတခုခုလုံးမိလိုက်မယ်။ရှင်တော့ယောက်ျားလေးဖြစ်ပြီးတော့အားနည်းတဲ့မိန်းကလေးကိုအနိုင်မကျင့်အောင် ရွှေဘာတွေတွေးနေတာလဲကိုကရွှေကိုရိုက်မိမယ်လို့ပြောမလို့ပါရွှေကမလုံမလေးဖြစ်သွားရပြီခေါင်းလေးကိုတောင်ငုံတရံငုံထားလိုက်တော့လေတမရှက်သွားတော့မှန်းသိလို့တမန်တော်အခန်းကြီးကိုထွက်သွားပေးလိုက်တယ်ရွှေမြက်ချင်းဘရင်ရဲ့ကောတန်ကြားလိုက်ရအောင်မို့တမစိန်လန်းတွေကတွန့်ဆုတ်သွားတယ်ထို့နောက်ဘရင်ရှိကိုမျက်နှာလေးကောင်းခရိုရိုလေးပြန်ပြေးနေဟုတ်ကဲ့နန်းတော်ဆောင်ပြင်မှာတပြက်စီသွားလေးချင်းအမိုက်တွေပြောင်းမလေးစီနော်ဟုတ်ကဲ့ ရွှေမြင့်ချိန်ကတပြင်းစည်းလေးကန်ကောင်အမိုက်တွေသိရင်တနည်းအောင်မစုပုံထားလိုက်တယ်။ထိုချိန်ကြောင်ပြူလေးတစ်ကောင်ကသမားချထောင်နာမှာပုတိပုတ်တန်လာလုံနေတယ်။ကြောင်လေးရင်ငါနေနဲ့မစုံနိုင်သေးဘူး။ငါမအားသေးလို့နော်။သမားတပြင်းစည်းလဲနေရင်ကြောင်လေးကစုပုံထားတဲ့အမိုက်တွေကိုရှမ်းကအလေးသွားလုံနေတယ်။ဟိတ်ဟိတ်မလောက်ရဘူးလေ။ဟာကြောင်စုပ်နေသိပြီမှမပြေးနဲ့။ရွှေမြင့်ချိန်ကအကြောင်းအပေါ်ဒေါသဖြစ်နေပြီ။ စီထားရင်ဌာနကိုကိုင်းကောင်းကြောင်ကိုရိုက်ဖို့လိုက်လေကြောင်ရလေပြီသူမောင်လေးလိုက်နေနန်းဆောင်တော်ခေါမိုးရီအထိပါရောက်သွားရင်တမန်တော်သူမောင်ခေါမိုးပေါ်ရောက်နေမှန်းသိလို့ပြုတ်ကြောင်မှာဆူလလန်းအောင်ခေါ်ခဲရင်ရွန်းပြုတ်ကြောင်မီလေးတမန်တော်စကားမဆုံးသေးခင်မှာပြီသူမကြောင်ကိုလှမ်းရရင်ချီချော်ပြီးတော့ပြုတ်ကြသွားလေတယ်အာရွှေရည်ကိုယ်လုံးလေးကိုစီးဖန်ထားတာမို့သူမဘာမှမဖြစ်ပေမဲ့လမ်းအောင်နေတော့ရွန်း ဘာမှမဖြစ်တော့မကြနေတော့လေ။တမမျက်လုံးတွေကိုပွင့်လာပြီးကွင်းညွတ်ကပြောင်းပြနေတဲ့နှကန်းတစုံနဲ့ဆွေးဆောင်မှုရှိတဲ့မျက်လုံးတစုံကိုငိမ်မောသွားရင်ရှုံရှုံဟင်အအောက်ချပေးတော့လေ။မချပေးပါဘူး။ရှုံကြောင်လိုက်ဖမ်းနေဦးမယ်။မဲမဲစီကိုပဲသွားရအောင်။ပွေကြည့်ထားနေသူမလေးကငိမ်မနေပဲရုန်းကန်နေပြီမိတမန်တော်အေးဆေးစွာနဲ့ပဲဆန်းရှောင်းလာခဲ့တယ်။မဲမဲ ။ကျမ်းမြင့်ပုံကိုချပေးလိုက်တာနဲ့မမဲစီကိုအမြန်ပြေးသွားတဲ့ရွှွန်မြတ်ချင်းအရင်နောက်မမဲနဲ့စကားတွေအများကြီးပြောဆိုနေကြတယ်။ဟာတာလေးတွေပြောသူမအကြောင်းတွေပေါ့။ကြားထဲကနေပြီးတော့တမန်တော်မကောင်းကြောင်းတွေပေါ့။မမဲကိုတတော်ဦးတင်နေတမန်တော်ကလတ်ထိုင်းပေါ်မှာထိုင်ကောင်းသူမအတန်ကိုနားဆွင့်ထောင်ရင်အိပ်ပျော်သွားလိမ့်တော့လေ။ရွှွန်ငင်ငရဆိုရင်လေ။ဟော့မမဲအိပ်ပျော်သွားပါပြီလား။ရွှေမြတ်ချင်းဟာစောင်းပိုင်းလေးကိုမမေးရဲ့ကိုဘောကိုချုံပေးခဲ့လိုက်ပြီး နောက်ပြန်အလေတမန်တော်ကလေအိပျော်နီမိမန်းမြင်သွားတယ်။သူရဲ့အနာဒူးလေးထောက်ကမျက်နှာလေးကိုအနီးကတဝကြီးငေးမောနေတယ်။ရှင်ဟာတေချာကြည့်တော့ချောသားပဲ။ရွံ့ကြိုက်တဲ့ပုံစံတည်းမပါပါဘူး။ဘာလို့မများရှင့်ကိုငေးကြည့်နေမိတာလဲမသိဘူး။ရွံ့ရဲ့ဘဲဘဲရံပန်းကြီးရဲ့အတန်းကအခန်းတစ်ခုလုံးကြားရတဲ့အောင်တထုံထုံနေမြည်နေတယ်။ငါရှင်ခုန်နေတာလား။ဘာလို့သူ့ကိုမှရှင်ခုန်နေမိတာလဲ။မဟုတ်ဘူး။ ငါသူ့ကိုရှင်းမခေါင်းရုံမြကျေထားသွားမင်ဟန်ပြင်လိုက်ပြီမင်းတမလာကိုဆွဲခံလိုက်ရပြီတမန်တော်ရဲ့ပေါင်မော်ကိုထိုင်းရတာကြားသွားလိမင်းကိုရှင်းခေါင်းနေတာလားအဲ့ကျင်မှုသူအတန်လေးနဲ့မီးလောင်နေတမန်တော်ကိုပြန်မဖြေပဲရွှေဘက်ကိုထုတ်ပြီးတော့သူမကူဘောကလက်ကိုဖယ်ရှားဖို့တောင်းဆိုနေအတန်ကျဲကျဲပြောလိုက်ရင်လေမေတော်တို့သွားမှဆိုတော့ကြောင်းစိုးရင်ရပြန်နေရှင်ပြုံးနေလေကွာကို့ကိုရှင်းမခေါင်းလဲရတယ် ကိုကတော့ရွှန်းသားမှရှိတိုင်းရှင်းခုံနေရွှန်းကိုကိုချက်တယ်။တမန်ညင်ကြသွားပြီးတမန်တော်ရဲ့ဤကန့်လာတဲ့နှကန်းလေးကိုမျက်လုံးလေးမိကညင်ညင်လေးပဲအနမ်းခံနေလိုက်တယ်။တမရဲ့နှကန်းလေးကိုတလွာချင်းနဲ့ရှိုက်နေတဲ့တမန်တော်ကိုတမဖတ်ထားလိုက်နေတယ်။မမဲလေးနေကောင်းသွားပြီဆိုတော့မင်းတို့နေရာပြန်တော့မယ်ပေါ့။ဟုတ်ကဲ့ကိုရော။အေးရွှေမြက်ချင်းငါညီကိုဂယူးဆိုင်နော်။တကူကူဖြစ်ရင်မင်းကြောက်မယ်။ဟုတ်ကဲ့။ရွှေမြက်ချင်းကကောင်းလေးငုံနေပြီး ဘရင်ကမောမကြည့်ရဲပါသူတို့နှစ်ဦးမမိတ်ကိုနှုတ်ဆက်ပြီးအိမ်ကိုပြန်လာခဲ့ကြတယ်။အိမ်ပြန်လဲမှာယမကားဆောင်လို့တမန်တော်စကားပြောချင်ပြီးမင်းသူမဘာပြောရမယ်မသိ။တမန်တော်ကလည်းရှေးကိုသာခရူဆိုင်ကောင်းမောင်းနေတော့မို့သူမပြောဖို့ခက်ခဲနေလေ။ဒီလိုနဲ့ပဲဘာတလုံးမှပြောမထွက်ခဲ့တော့ပါ။ရွှေမြင့်ကျင်ကောင်းလေးကိုပိုက်ကောင်တမန်တော်ရဲ့အခန်းလေးကိုဝင်လာတယ်။ကရင်ပုံချီစင်းကောင် ။စာအုပ်ဖတ်နေတဲ့တမန်တော်မှာတမောင်းအောင်မြင်ပြီးအံ့ဩရနေတယ်။ရှင်ရှင်နဲ့အတူတူလာအိတ်တောင်ရတယ်မလား။ရတာပေါ့။တမောင်းအောင်ညာအေးဝင်းဆောင်လက်တလုံးအင်ကြီးလေးနဲ့ပေါန်သားပွပွင်းလေးတွေကလင်းဟင်းနေတယ်။တမန်တော်စိတ်တို့ကိုထိန်းချုပ်ကောင်းစာအုပ်ထင်းမှစိတ်နဲ့ထားလိုက်ရတယ်။တမအနာဝင်အိတ်တော်ကိုသိန်းရနဲ့သေးသေးလေးကောင်းနေနှာခေါင်းလေးကိုတိုးဝင်လာပြန်တယ်။ကတင်ပေါ်ကနေကလထိုင်ပေါ်ကိုသွားထိုင်ဖို့ကြိုးစားပြီးမိအဲ့ဒီတည်းသူမကပြန်ထထိုင်ကောင်း တမန်တော်ရဲ့ပေါင်ပေါင်ကိုခွာထိုင်လိုက်တယ်။ရှင့်ဦးချက်တယ်။တမန်တော်ရဲ့နှကန်းတဆုံကိုအပိုင်သိန်းကမွေရပေါ်လဲချောင်းရင်အနန်းတွင်နဲ့ရောရှက်ကသူတို့နှစ်ဦးရဲ့ထိမရရဲ့ဝဲခရံမြောင်းမျောပါသွားကြလေတော့ရင်။နှိုးစက်ကြောင့်မေတမန်တော်မျက်လုံးလေးဖွင့်လာကောင်းအနေငယ်လှောက်ရလာစဉ်ရှင်ခွေလေးကကောင်းမလေးကြောင့်မနေ့ကအလားနေတူတူအပြုံပန်းလေးပွင့်လန်းသွားရတယ်။ဘလာနတီဖြစ်နေတဲ့သူမကူလုံးလေးရဲ့အလားဆက်တွေကပေါ်လွင်နေတယ်။ တမန်တော်ဖူးသေးစနံခန်းလေးကိုမနာမကျင်လေးဖိကိုက်ကသူမကိုနိုးလိုက်တယ်။음ရှင်နိုးလာပြီလား။음ရှင်နိုးနေတာကြာပြီလား။음ကိုရင်ချစ်စနီးလေးကိုကြည်မဝအောင်ကွာ။ရှင်နော်အဲ့ရမထသေးပဲဇိမ်ခံနေတာပေါ့လေ။ဟုတ်ကဲ့ပါဗျာ။ရှင်မကြိုက်နဲ့ကိုအဲ့ရထဲမှာလဲမနေတော့ပါ။တမန်တော်ရေချိုးခန်းလေးကိုဝင်ကတန်ရှင်းနေချင်းရုံမြချင်းလေးရေချိုးဝိစားလေးကလှလှပပပြင်းစင်ထားလေတယ်။ ဂျွန်းဒီနေ့ဘယ်သွားကြလဲကိုလိုက်ပို့ပေးမယ်ဟမ်ဂျွန်းရှင်းဟောင်းပြတိုက်ကိုသွားကြနေကောင်းပါပြီဗျာလိုက်ပို့ပေးပါမယ်ဂျွန်းမြင့်ကျေသွားကြနေရှင်းဟောင်းပြတိုက်ထင်တမန်တော်ခေါ်သွားပေးခင်းလိုက်တယ်ပြတိုက်ထင်မှာယောက်ျားလေးတူဦးကိုမိန်းကလေးတူဦးကအနောက်ကနေတိုင်းဖက်တောင်းတော်ကိုကြည့်ပြီးသူမလေးတမန်တော်ကိုအနောက်ကနေတိုင်းဖက်လိုက်တယ်ခြေပြားလေးတောက်ရင်လည်းခေါအောင်လေအမိဖတ်ထားရရင်ရွှေကအဲ့ဒီလိုရုပ်ထုလိုမျိုးသဘောကျလို့လား။အင်း အဲ့ဒီရုပ်ထုတွေကကောင်းလေးရသူ့ကောင်မလေးရသူ့ကိုအဲ့ဒီလိုလေးဖတ်ပြီးတော့အမြဲတမ်းချွဲလေးရှိတတ်တယ်နိ။သူကလေအဲ့ဒီလိုလေးသူမဟုတ်ဖတ်ထားတော့အတော်သဘောကျရင်နိ။အဲ့ဒါကြောင့်သူကိုယ်တိုင်ပကြီးဆွဲပြီးတော့ရုပ်ထုထွင်းထားတာလေ။ဟင်ဘလို့သိတော့လဲ။ဒီရုပ်ထုကနမဲကြီးလေ။တမိုင်းကြောင်တော့လေးလာရင်သိတော့ပေါ့။ဒါဆိုရုံးလုံးနှစ်ယောက်လေးတမိုင်းထဲမှာပါရအောင်ရှုံးကဒီလိုလေးဖတ်ထားလိုက်မယ်လေ။တမန်တော်ရဲ့ကောင်းလေးကိုရှေးကနေပြန်ဖတ်ပြီး ခြေတော်ကလေးတစ်ချောင်းမြောက်ကောင်မျက်လုံးလေးမှိတ်ရင်းအတံကုံဖတ်ထားလိမ့်မယ်တမန်တော်ထင်းသူမကိုလုံးလေးကိုပြန်ဖတ်လိုက်ပြီးအင်းကိုလိုနေအောင်အကြောင်းဦးလေးတမန်ရေးပြီးတော့ရုပ်တွေ့ပါထွင်းထားမယ်နော်ဒါမှကိုလိုရမ်းချက်ကြောင်းလူတွေတီးသွားကြမှာအင်းကြားလိုက်ကြည်ကြီးအိမ်မှာရှီမောတန်လေးတွေလင်းစင်သွားတယ်သူတို့နှုတ်ဦးရဲ့အပြုံးတွေကရုပ်ထုတွေကကောင်းလေးနဲ့ကောင်းမလေးနှစ်ယောက်ကိုပါကူးဆက်သွားတဲ့အမအေဂျင့်ဘွေရနှစ်လိုဘွေကောင်းလာပြီးတော့ဤ ဟုတ်ကဲ့ပါပရိသတ်များရှင်ဇလန်လေးရတော့ဒီမှာပဲပြီးဆုံးသွားပါပြီစောဒီနာဆင်ပေးခဲ့ကြတဲ့ပရိသတ်တယောက်ချင်းစီတိုင်းကိုသူပင်ကျေးဇူးတင်ရှိပါတယ်ရှင်